chloroplax ပါနော် chloroplax is a membrane bound organelle ဆိုတာ membrane အမေပါနဲ့အုပ်ထားတဲ့ဝိုင်းထားတဲ့အင်္ဂါနှုတ်ပေါ့နော်သူမှာ chloroplax ထဲမှာ chlorophyll ရှိတယ် chlorophyll ကအမေပါအထက်ထက်ကလေးနော် A နဲ့ B ရှိတဲ့ other pigment တွေလည်းသူမှာရှိရပေါ့နော်အဲ့တော့အပင်မှာကြီးလို့ရှိရင်သူ chloroplax cell တွေရဲ့ color က chlorophyll ကြောင့်အစိမ်းရောင်ဖြစ်နေတာဟုတ်နော် green color green substance ကနော် color ကဖြစ်တယ်အဲ့တော့ chloroplex ရဲ့အဓိက important function ကလည်းသူကအစာတွေကိုချက်ပါเนาะ photosynthesis လုပ်မယ်ပေါ့เนาะဒါတွေပဲထက်နေတာအဲ့တော့ chloroplex ဘယ်လိုတိဆောက်ထားလဲเนาะအဲ့တော့သူ့ကိုကြည့်တဲ့အခါမှာအဆင်မြင့်တဲ့အပင်တွေမှာကျတော့ရေဘူးရအားဖြင့်ဆိုရင်တော့တစ်ဖက်သူကခုံခုံလေးเนาะ shape ကြီးอ่ะအဲ့တော့ different မတူညီတဲ့အပင်တွေမှာ chloroplex ကလည်းမတူညီတဲ့ shape တော့ရှိတယ် เนาะအဝိုင်းလည်းဖြစ်နိုင်တယ်အမြင်လိုမျိုးလေးလည်းဖြစ်နိုင်တယ်เนาะ sphereoid filamentous socks ကြပြဝိုင်းနေတယ်ပကံများတွေလို့ discoid disc bone oval bell bone shape တွေပေါ့เนาะသူက vascular and our colorless center as in เนาะအဲ့တော့ color လည်း colorless center လည်းဖြစ်နိုင်တယ်အဲ့တော့ chloroplex ရဲ့သေးရလေးထဲမှာမြင်ရတဲ့ပုံလေးပေါ့เนาะဒါကသူ့ရဲ့အဝိုင်းဆန်ဆန်လေး oval shape ပုံလေးပေါ့เนาะဒါကအကြောင်းဝတ်သင်ခန်းစာမှာ ပေးထားတဲ့ blue flex ရဲ့ပုံနော်အဲ့တော့သူနဲ့ပတ်သက်တဲ့ parts တွေကိုတွားမယ် outer membrane အပြင်ဆုံးနော်ဒီမှာအပြင်ဘက် semi porous membrane တော့ဝက်ပဲနော် porous membrane အပေါက် permeable ဆိုတာကစိတ်စိတ်ထွက်တာ molecules သေးသေးလေးတွေ ions တွေကိုပဲလွယ်လွယ်သူကပေးဝင်တာဖြစ်လို့ semi porous membrane လို့သုံးတာ outer membrane ပြီးတဲ့အခါမှာ inter membrane space လို့ပြောတာအဲ့တော့ outer နဲ့ inner ကြားထဲမှာရှိတဲ့ကြားထဲက space ကိုပြောတာပပလေး thin space 10 to 20 nanometer လောက်ပဲ outer နဲ့ inner membranes ရဲ့ကြားထဲမှာရှိတာပြီးတော့မှ inner membrane inner membrane ကတော့ဒီအแทထဲက stroma စတိုမာတာနဲ့စလုံးပေါင်းမှားမယ်နော်တင်းရွက်ရဲ့အောက်ကလေဝင်လေတွေကစတိုမာတာသူကစတိုမာအဲစတိုမာရဲ့အတွင်းနော်ဘော်ဒါမှာအာမက်တီရီယယ်စတေအင်းနန်အောက်လောက်မှာပေါ့နော်အဝင်ထွက်လောက်ဖို့ဒါဆိုရင်စတိုမာကိုပြောမယ်စတိုမာဆိုတာပါလေเนาะဒီမှာစတိုမာကိုသူပြထားတယ်เนาะစတိုမာက ဒီမှာဆိုစတိုမာတလခွိုက်ဆိုပြီးတော့ပြထားတယ်။နည်းနည်းလေးအတန်တော့လေးတွေเนาะစလုံးပေါင်းလေးတွေစိမ့်နေပေါ့เนาะ။ပရိုတီးန်တွေပေါ်ကျွယ်သွားတဲ့အရည်ပေါ့ aqueous fluid ပေါ့เนาะ။ဒီအတွင်း membrane ထဲမှာရှိရဲအဲ့ဒီဒီတလခွိုက်တလခွိုက်ဆိုတာဒီတလခွိုက်ရဲ့အပြင်ဘက်က space ပေါ့နေရာလွတ်တဲ့ဟာတလခွိုက်ဆိုတာဒီမှာအထက်ထက်ဖြစ်နေတာသူ့ရဲ့ဘေးလွတ်တဲ့နေရာအကုန်လုံးဟာ stroma ဖြစ်တယ်เนาะ ကျွန်မထလခွတ်လို့သုံးထားတာเนาะအဲ့တော့ chloroplex DNA ပုံနောက်တစ်ခါ ribosomes တွေရှိမယ်ထလခွတ် system เนาะထလခွတ် system ဆိုတာဒီမှာထထထထဒီမှာထလခွတ်เนาะဒါလေးကိုပြောတာသူ့ကိုထထထထထားရင် granum လို့သုံးတာ starch granules เนาะကစီတတ်တွေရှိမယ် many proteins proteins တွေရှိမယ်အဲ့ဒါတွေကို stroma ထဲမှာတွေ့ရတာပြန်ပြောမယ်เนาะ stroma နဲ့ပတ်သက်လို့ the space outside the thalamocyte is called the stroma stroma ဆိုတာဟာဒီ thalamocyte ရဲ့အပြင်နေရာတွေကိုသူပြောတာအဲ့တော့ chloroplasts DNA တွေ ribosome တွေ thalamocyte system ကြီးတစ်ခုလုံးရဲ့ starch ကစီတဲ့ granules တွေ protein တွေတွေ့ရတယ်ပေါ့နော်ဒါသူကလေဒီ stroma ပေါ့နော် stroma ဆိုတာဒီခုနက လိုရိုပလက်ဆဲလ်ထဲမှာရှိတဲ့နော်အထက်ထက်ရှိတဲ့တလခွိုက်ရဲ့ဘေးက space တွေသူမလုံးနိုင်လဲဆိုတော့ dark reaction မှောင်တဲ့အခါညမှောင်သွားတဲ့အခါအပင်ရဲ့ reaction နဲ့ပတ်သက်တဲ့အပိုင်းကိုလုပ်ပါဒါကြောင့် photoreact reaction of photosynthesis အဲ့တော့ telekinetic system ကိုတွားမယ်နော် telekinetic က ဒီခုနကပြောတယ် तू ကလွယ်ကျန်တဲ့နေရာက stroma လို့ပြောတော့ तू က stroma ထဲမှာရှောက်သွားတာရှိ suspended ဖြစ်နေတာเนาะမအိတ်ကလေးတွေအိတ်ကလေးတွေအထက်ထက်เนาะ which are arranged in stacks လေးအထက်ထက်အထက်ထက်ဒီမှာအိတ်ကလေးတွေအထက်ထက်အဲ့အိတ်ကလေးတွေအထက်ထက်ကြတော့ဘာသွားခေါ်လဲဆိုတော့ grana လို့ခေါ်တယ်เนาะ grana တခုချင်းဆို granan ပေါ့ each granan တဲ့လား singular နဲ့ plural နဲ့မတူเนาะဒါက plural singular contains around 10 to 20 telocytes ပါ။ဒါမျိုးအထက်ထက်10ခုအခု20လောက်ဆိုရင်ဒါ granum လို့ခေါ်တယ်။အဲ့တော့ telocyte membrane ကကြာတော့သူက light reaction အတွက်အဲ့မှာမရောနဲ့နော်ပြီးရင်သေချာပြန်ခွဲပြီးပြောပြမယ်။ light reaction that reaction တသက်တင်ရမယ်။နော်နောက်တစ်ခါ chlorophyll ကိုပြောမယ်။ chlorophyll ကတော့အစိမ်းရ pigments လို့ထပ်ခါတက်ခါပြောပြီးပြီး အဲ့တော့ chlorophyll ကကြာဒီ chloroplex တဲကဇလကိုက် membrane တဲမှာတွေ့ရတယ်အဲ့တော့အခုအပြင်မှာသစ်ပင်လေးတွေစိမ့်တယ်ပေါ့နော်ကိုကကြည့်လိုက်တဲ့အခါဘာကြောင့်စိမ့်တာလဲဆိုတော့နေအောင်ကြီးကလာတဲ့ light ပေါ့နော် spectrum တဲမှာသူကတခြား color ဖြစ်တဲ့ blue နဲ့ red ပေါ့နော်ဒီမှာ blue 480 nanometer red 700 nanometer ကြာတော့အကုန်လုံး chlorophyll က absorb လုပ်လိုက်တယ် เนาะ almost totally absorb လုပ်လိုက်တယ်ဒါပေမဲ့ဒီ green pigment လို့ကြတော့သူကအလင်းပြန်ပလိုက်တာ reflect လုပ်လိုက်တဲ့အတွက်လူတွေရဲ့မျက်လုံးမှာ သိရွက်တွေကိုစိမ့်တာလို့မြင်တာဒါကြောင့် green pigment chlorophyll is present on the membrane of the leucoid in the chloroplasts ပေါ့နော်သူ reflect လုပ်တာက green portion of light အစိမ်းရောင်အပိုင်းကိုသူကအလင်းပြန်လိုက်တာ အနီနဲ့ အပြောင်အကုန်စုပ်ယူထားလိုက်တာဒါကအလင်းစွမ်းအင်ကနေပြီးရင်သူက chemical energy ပေါ့နော်ဓာတုစွမ်းအင်အဖြစ်သူပြောင်းပေးมาဖြစ်တယ်ဒါကြောင့်မို့လို့ဒီမှာ light ကလာမယ် green color reflect လုပ်လိုက်တယ်ဒါကြောင့်ကြာလာပြီမဲ့ absorb light colors ကိုစုပ်ပြီးမဲ့အစိမ်းအောင်ကိုပဲလူတွေကမြင်တယ်သူက reflect ကအစိမ်းကိုပဲလုပ်လို့သိရွက်တွေကိုစိမ်းတယ်လို့မြင်တယ်ဒီမှာ green light ပေါ့နော်တခြား color တွေ absorb လုပ်ထား နောက်တစ်ခုကအဲ့လို light and dark reaction နော်3.1.2 light and dark reaction of photosynthesis ကိုသွားမယ်အဲ့တော့ဘာလဲဆိုတော့သူကပြောင်းမှာ light energy ကနေ chemical energy အခုနေပူတယ်ကွာအလင်းအောင်ရှိတယ် light energy ကနေအပင်မှာအစာချက်လိုက်တော့ chemical energy ဖြစ်တယ် ပြီး utilize လုပ်မယ်အသုံးချမယ် living organisms တွေသုံးမယ်အဲ့ဒီ process တွေကတော့ဖြစ်စဉ်ကတော့ရှုပ်ထွေးတယ်ပေါ့เนาะ complex ဖြစ်တယ်ပေါ့အစဉ်အဆက်သွားရမှာเนาะ carry out through the various stage ပေါ့เนาะအစဉ်အဆက်သွားမယ်အဲ့တော့ photosynthesis လုပ်တဲ့နေရာမှာ light ရှိတယ် dark ရှိတယ်เนาะ light reaction dark reaction ရှိတယ် light reaction ကိုဘယ်သူကလုပ်တယ်လဲဆိုတော့ခုနက chloroplast cell တွေက thalamic membrane မှာဆောင်ရွက်တယ်။ dark reaction ကြတော့အဲ့ဒီ chloroplast ထဲကခုနက thalamic ရဲ့အပြင်ဘက်က stroma ဘက်ကလောက်ပါ။အဲ့ဒါမမှားနဲ့သေချာမှတ်ပါ။ light ဆိုရင် thalamic stroma က dark reaction ကိုလောက်တယ်။အဲ့တော့ဒီ process တစ်ခုလုံးကဒီ chloroplast cell ထဲမှာပဲဖြစ်တာ။ဒါကြောင့် the whole process of photosynthesis takes place within the chloroplasts ပေါ့နော် chloroplasts ထဲမှာဖြစ်တာအဲ့တော့ light reaction ဟိုဘက်က that reaction နော် light reaction ဆိုရင်ဒီမှာဒီအထက်ထက်က thalacoid လို့ပြောထားတယ်သူကလောက်ပါ that reaction ကဒီအပြင်သူကလွဲလို့ကျန်တဲ့အပြင်ဘက်က stroma ကလောက်မယ်အဲ့တော့ reactive photosynthesis လုပ်တဲ့အချိန်မှာတော့ oxygen ကိုထုတ်ပေးတယ်ပေါ့နော်အဲ့တော့ carbon dioxide နဲ့ light reaction dark reaction တွေကြောင်းလည်းထပ်တင်ရမှာဖြစ်တယ်။ light reaction မှာ light energy ကနေ chemical energy ကိုပြောင်းတယ်။ dark reaction မှာကြတော့ရလာတဲ့ညာဘက်မှာပေါ့နော်။ chemical ကိုတစ်ခါနောက်ထပ် chemical energy တွေကိုပြန်ပြောင်းတယ်ပေါ့နော်။အဲ့တော့ light မှာကဒီအထက်ထက်ဖြစ်တဲ့ zeolite ကဆောင်ရွက်မယ်။ dark မှာကြတော့ stroma ကဆောင်ရွက်မှာဖြစ်တယ်။အဲ့တော့အဲ့ဒီမှာစွမ်းအင်တွေနဲ့ပတ်သက်ပြီးတော့ ATP တို့ ADP တို့ပြန်လာမယ်เนาะ Adenosine triphosphate Adenosine diphosphate တွေပြန်လာမယ်ဒီမှာကျတော့ NADP တွေပါထပ်ပြီးတော့သင်ရမယ် Like reaction ကအလင်းကိုမှီတဲ့ဖြစ်စဉ်ပဲလေ Light dependent process ပဲအဲ့တော့သူရဖြစ်စဉ်ကပထမဆုံး light ကို absorb လုပ်မယ် events က light absorption လုပ်မယ်ပြီးရင် photolysis အလင်းတွေပြတ်မယ်အောက်ဆီဂျင်ထုတ်မယ် release of oxygen ပြီးတော့မှ chemical compound တွေအဲ့ဒီမှာဖြစ်လာပြီเนาะ light energy ကနေ chemical energy ကိုပြောင်းတဲ့အတွက်စွမ်းရင်မှာသူသုံးမယ်เนาะ activity တွေအတွက်သုံးဖို့ဟာ adenosine triphosphate ဖြစ်တဲ့ ATP နဲ့ NADPH အရှိဆိုလို့ရှိရင် nicotinamide ရဲ့အေးအားကြတော့ adenine dinucleotide phosphate ပေါ့နော်ဒါရယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူဘယ်လိုပေါင်းထားလဲရေရယ် NADP ADP 18 PI oxygen နဲ့ NADPH နဲ့ H+ ATP ဆိုပြီးတော့သူရေးထားမယ်နော်အဲ့တော့ဒါကသူရယ် light reaction အပိုင်းဒီမှာဆိုရင် light reaction နော်ဒါကခုနကအပိုင်းကိုပြောထားတာအဲ့တော့ကိုကဒီမှာဆိုလို့ရှိရင် adenosine diphosphate ပေါ့နော် adenosine diphosphate ရှိမယ် adenosine triphosphate ဆိုတာက adenine နဲ့ phosphate သုံးခု adenine နဲ့ phosphate နှစ်ခုပေါ့အဲ့ဒီနေရာမှာ equation မှာ pi ဆိုတဲ့ဟာလေးတစ်ခုရှိတယ်ပေါ့နော်သူကဒီ essential nutrient to living organisms ပဲသက်ရှိတွေအတွက်လိုအပ်တဲ့အာဟာရပေါ့နော် inorganic phosphate တွေပဲသူကနော် now dac reaction သွားမယ် tag reaction ကကြတော့သူကဒီ adenosine diphosphate tag reaction က kelvin cycle လို့လည်းသုံးတယ်ပေါ့เนาะခုနကပုံနေမှာလည်းပြထားတယ်เนาะဒီဘက်ပုံနေမှာဆိုလို့ရှိရင်ဒီမှာ kelvin เนาะ kelvin cycle လို့သုံးတယ်ဟောဘက်မှာ kelvin cycle ကိုပြထားတယ်เนาะဒီမှာ kelvin cycle အဲ့တော့ it is a life independent process သူက dark ဖြစ်သွားဆိုအလင်းရောမမီတော့မခိုတော့เนาะအဲ့မှာ sugar molecules တွေဖြစ်လာပြီဘာကြောင့်ဖြစ်လဲဆိုတော့ခုနကအပင်ဟာ photosynthesis လုပ်တဲ့အချိန်တုန်းက carbon dioxide ကိုသူသုံးတယ်လေ now ATP NAD pH တွေအကူအညီသူယူလိုက်တယ် light reaction တော့သူလုပ်ထားတာအဲ့ဒီကနေသူသုံးလိုက်တော့ sugar glucose တွေ ရပြီအဲ့တော့ဒီ reaction ဟာဒီ carbon dioxide ကနေပြီးတော့ glucose ပေါ့နော် glucose လို့ခေါ်တဲ့ဒီ one sugar molecules အဖြစ်ပြောင်းလိုက်တယ် reaction ကဒါကြောင့်မို့လို့ဒီမှာဆိုလို့ရှိရင်သူကပြောင်းပြီးတော့သူပြထားတယ်ပေါ့နော် glucose ပါမယ်အဲ့တော့ dark နဲ့ light နဲ့ဘာကွာလဲကြားချက်ကိုကြည့်မယ်နော် light reaction dark reaction ဟာ light ကအလင်းရှိတဲ့အချိန်လောက်ပါ dark ကညဘက်မှောင်တော့เนาะ absence of light မှာလောက်တယ်သူက photochemical ဟိုဘက်ကကျတော့အလင်းမရှိတဲ့အတွက် biochemical အခြေအနေပဲဖြစ်တည်တဲ့နေရာက chloroplast site နော်တူတယ် light က thylakoid membrane dark က stroma မှာเนาะဒါကထက်ကထက်ကပြောပြတယ် ion binding မှာကျတော့သူက hydrogen ion ကနေသူကဒီ NADP ကိုသူသုံးလိုက်တယ်ပေါ့เนาะအဲ့ဒီခါမှာတဲ့ hydrogen ion ကနေ NADPH ဖြစ်တယ်ပေါ့ဟိုဘက်မှာကြတော့သူကခုနကယူထားတဲ့ carbon dioxide နဲ့သွားပေါင်းလာ molecules မှာကြတော့သူကရေပေါ့เนาะခုနက oxygen sorry carbon dioxide from the air photosynthesis လုပ်တဲ့အခါမှာ light energy ကိုယူမယ် water from the soil ပေါ့နော်အဲ့မှာ water က H2O ကအဲ့မှာကွဲထွက်သွားတယ် H နဲ့ O နဲ့ကွဲသွားပြီးတော့ဘုဘက်မှာသွားပေါင်းတဲ့အခါမှာ glucose ပေါ့နော် CCH12O6 ဆိုတဲ့ glucose တော့ဖြစ်တာ哦အဲ့ဒါကြောင့်ဒီမှာကြတော့ hydrogen နဲ့ oxygen အဖြစ်ကွဲထွက်သွားတယ်ပြန်တိဆောက်ပြီးတော့ဘက်ကပြန်သုံးတဲ့အခါကျ glucose molecules ကဒီ carbon dioxide ကို သုံးပြီးတော့ရထားတာနောက်ဆုံးရတဲ့အဆုံးသက် reaction ကဒီဘက်ကကြတော့စွန့်ရင်ဒီ photosynthesis လုပ်လို့ရတဲ့ ATP နဲ့ NAD pH ထွက်သွားတယ်ဟိုဘက်ကကြတော့ direct reaction မှာ glucose တွေရတယ်ပေါ့เนาะအဲ့တော့ photolysis ကကြတော့အလင်းဖြတ်ဖို့ကြတော့ဒီဘက်က light ဘက်ကတွေ့ရမယ်ဟိုဘက်မှာ dark ဖြစ်တဲ့အတွက် doesn't occur ပေါ့เนาะမတွေ့ရအောင်အဲ့တော့ factor 3.1.3နော်ဒီ photosynthesis ပေါ်မှာတက်ရောက်တဲ့ factor ပိုင်းပေါ့နော်အဲ့တော့ photosynthesis ရဲ့ rate ကလည်းပဲဘယ်ပေါ်မှာမူတည်လဲဆိုတော့မိုးအုပ်တဲ့နေသားမျိုးနေပူတဲ့နေသားဆိုမတူဘောနော်ယာတိဥတုပူချင်းအေးချင်းနဲ့လည်းမတူအနားမှာရှိတဲ့ carbon dioxide ရဲ့ပြင်းအားနဲ့လည်းစိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ photosynthesis လုပ်တယ်ဆိုတော့ carbon dioxide ကိုယူရတာဟု နော်ကာဗွန်ဒိုင်ဆိုက် risk ဖြစ်သူ့တက်ပုံမြန်တယ်။နောက် light intensity အလင်းပို့ရင်သူ့တက်အဆင်ပြေမယ်ပေါ့နော်။ဒါမျိုးတွေရှိတဲ့အတွက် light intensity temperature နဲ့ carbon dioxide concentration ကိုသူကြည့်ရမယ်။အဲ့တော့ light intensity ဆိုတဲ့အလင်းစားပေါ့နော်။ဒီကောင်မြင့်နေတယ်ဆိုရင် photosynthesis rate ကမြင့်တယ်။ဒါပေမဲ့ until it reaches a maximum rate ပေါ့နော်။သူအမြင့်ဆုံးရနိုင်တဲ့အလင်းစားရှိတယ်သူလက်ခံမယ်။အဲ့ဒါကြော်ဝိုင်းသူမလုပ်တော့ဘူး။ ော်နော် photosynthesis ကို temperature နဲ့ထိုနည်းလက်ကောင်းပဲတောက်ပါတဲ့ဒီ bright light မှာဆိုလို့ရှိရင်တော့ photosynthesis က rays က temperature မြင့်ရင်သူလည်းပဲမြင့်တယ်ဒါပေမဲ့အပူချိန်က40 degree celsius အထိပဲ photosynthesis ကအမြင့်ဆုံးကိုရောက်တယ်အဲ့ထက်ပိုသွားပြီးတော့ပူလာပြီဆိုရင်တော့သူ့ရဲ့ rate ကလုံးဝမြန်မြန်ကို drop rapidly ဖြစ်သွားမယ်ထိုးကြသွားမယ်เนาะ photosynthesis ရဲ့ rate ကကျသွားမယ်နောက်တစ်ချက်က သူ့မှာရှိတဲ့လေထူထဲမှာတော့ကာဗွန်ဒိုင်အောက်ဆိုက်ရဲ့ percentage ကိုသိချာပတ်ပါ0.04%ရှိတယ်။အဲ experiment လုပ်တယ်ဆိုလို့ရှိရင်ဒီသူ့ရဲ့ concentration ကလည်းလိုအပ်တဲ့ level တစ်ခုကိုတက်လာလို့တော့လိုတယ်။အဲ့ဒီအနေအထားမျိုးမှာဆိုရင်တော့ကာဗွန်ဒိုင်အောက်ဆိုက် concentration များတယ်ဆိုလို့ရှိရင်တော့ photosynthesis လုပ်တဲ့ rate ရဲ့အာကပို့ပြီးတော့ မြင့်နေဒါကြောင့် photosynthesis increases with higher carbon dioxide concentration သူမြင့်လာတဲ့အညီလိုက်ပြီးတော့မြင့်သွားတယ်ဒါဆိုရင် photosynthesis လုပ်ဖို့အတွက် requirements တွေဘာတွေလိုလဲပေါ့အလင်းနဲ့အစာချက်မယ်ဆိုတော့သူမှ absorb လုပ်နိုင်တဲ့ chlorophyll ရှိရမယ် light ရှိရမယ် carbon dioxide ရှိရမယ် water ရှိရမယ် တော့ဒါတွေကိုစမ်းသပ်မယ်ကလိုရိုဖီးတွေ light တွေကာဗွန်ဒိုင်အောက်ဆိုက်တွေကိုเนาะကိုကလေ့လာစမ်းသပ်ချက်တွေ investigation စူးစမ်းလေ့လာခြင်းတွေကိုလုပ်ရမယ်လုပ်မယ်ဆိုလို့ရှိရင်အရင်ဦးဆုံးစမ်းသပ်ချက်အတွက် APM ကိုကိုကဘာလုပ်ရလဲဆိုတော့သိရမှာရှိတဲ့ starch ပေါ့เนาะဂဇီဓာတ်တွေကိုအရင်ဆုံးဖယ်ရမယ်เนาะအဲ့တော့ဂဇီဓာတ်တွေဖယ်ဖို့အတွက်ကဘယ်လိုလုပ်ရလဲဆိုတော့အဲ့အပင်ကိုเนาะအမှောင်ထဲမှာ dark ပေါ့เนาะနှစ်ရက် 3ရက်လောက်သွားပြီးတော့ထားရမယ် by leaving the plant in the dark เนาะ2 to 3 days ပေါ့ not for 2 to 3 days ပေါ့နှစ်ရက်3ရက်လောက်အမှောင်ထဲမှာသွားထားလိုက်တော့မှဒီအပင်ကဂစီဓာတ်တွေမရှိတော့ပါပြီးတော့မှ experiment တစ်ခုစမ်းသပ်မယ်เนาะ investigation စတော့မယ်ဘာစမလဲဆို chlorophyll နဲ့ပတ်သက်တာတော့ကြည့်မယ်အဲ့တော့အိုးလေးပေါ့เนาะပန်အိုး potted plant ပေါ့เนาะအယောင်အသွေးကာလာတွေစုံတဲ့ ရွက်လာပင်လို့ရွက်ပေါ့နော် variegated leaves ပေါ့နော်အဲ့ဒီမှာရှိတဲ့စိမ်းရောင်အကွက်ကလေးလည်းပါမှာပေါ့နော်သူ့မှာ green patch တွေလိုမျိုးလည်းရှိမယ်အဲ့တော့ဘယ်လိုအပင်နေလဲဆိုတော့ဒီမှာသူက coleus ပေါ့နော်အဲ cardiba ရွက်လာပေါ့နော်နောက်တစ်ခါ spider wort တဲ့နော်တိမ်တောင်မျိုးပြားတို့ croton ဆိုတဲ့ရွက်လာပင်ပေါ့ဒီအပင်နေနဲ့စမ်းလို့ရတယ်ပေါ့နော်အဲ့တော့သေးရကလေးကိုအရင်ဆုံးအမောင်ထဲမှာနှစ်ရက်ကနေသုံးရက်ထားလိုက် ထားပြီးရင်နေခင်းဘက် daylight မှာ၄နာရီကနေ၆နာရီပေါ့နော် daylight for about 4 to 6 hours ပေါ့နော်၄နာရီကနေ၆နာရီလောက်ကိုထားလိုက်မယ်ထားလိုက်တယ်ဆိုရှင်အဲ့ဒီသရွက်ကနော်ကိုကဘယ်လိုလေ့လာနိုင်သလဲနော် aliphase detach ပေါ့နော် from the plant and tested for starch ပေါ့နော်ဂစီဓာတ်တွေသူ့မှာရှိတယ်မရှိဘူးကွာစမ်းသပ်လို့ရတယ်စမ်းသပ်လို့ရတယ်ဆိုတော့တကယ်လို့ ကွန်ကစမ်းသပ်ရင် iodine solution နဲ့ကွန်စမ်းသပ်တဲ့အခါမှာเนาะ color က blue black color ပြောင်းသွားတယ်ဆိုလို့ရှိရင်ဒါ only the green patch ကတော့ blue black color ပြောင်းသွားတာတွေ့နေတယ်เนาะတခြားအရာတွေရှိတဲ့နေရာကြတော့ iodine ရဲ့အရာ brown color ပဲတွေ့ရတယ်ပေါ့ဒါဟုတ်ကြည့်ချင်းအားဖြင့်အပင်ဟာ photosynthesis လုပ်တဲ့အခါမှာ chlorophyll လိုအပ်တယ်ဆိုတာကိုတွေ့တာပေါ့เนาะဒါမျိုးလေးကတဏီပေါ့ ။ Now experiment 2ပေါ့။ Experiment 2ကြတော့ light နဲ့စမ်းသပ်မယ်။နော် chlorophyll ကိုစမ်းသပ်တာမဟုတ်တော့ဘဲနဲ့အလင်းနဲ့ဘယ်လိုစမ်းမလဲဆိုတော့အဲ့လိုပဲဂစီတဲ့ချွတ်ထားတဲ့ destash လုပ်ထားတယ်ပေါ့နော်။အဲ potted plants ကိုပဲယူလိုက်။ယူပြီးတော့အဲ့တစ်ပင်ရဲ့စိမ်းရွက်ကလေးကိုအပြင်မှာပတ်ထားလိုက် အမဲရပေပါပေါ့เนาะဒါသူညှက်လိုက်တာပေါ့เนาะအရွက်ကလေးကိုဒါမှမဟုတ်ရှင်အလူမီနီယံအပြားလေးတွေလीเนาะငါကင်တို့ဘာမှပတ်တဲ့ဟာမျိုးပေါ့เนาะအလူမီနီယံဖိုင်လေးနဲ့ကတ်ပြီးတော့ပိတ်ထားလိုက်ပြီးရင်အဲ့အပင်ကို light မှာရက်အနှဲငယ်ပေါ့เนาะ a few days တော့ထားထားလိုက်အဲ့တော့ပြီးတဲ့အခါမှာဒီ black paper လေးကိုဖယ်လိုက်ဖယ်ပြီးတော့ကိုကဂစီတက်ရှိမရှိကိုစမ်းမယ် custard for starch ပေါ့เนาะစမ်းလိုက်တယ်စမ်းလိုက်တော့အဲ့လိုပဲ အလင်းနဲ့တွေ့တဲ့အပိုင်းကတော့ blue black ဖြစ်ပြီးတော့ခုနက black paper လောက်ထားတဲ့နေရာလေးကတော့ iodine ရဲ့အရာ brown color ပဲတွေ့တယ်။ဘာကြောင့်လဲဆိုတော့အဲ့နေရာဟာဂစီဓာတ်တွေမရှိတော့ဘူးအုပ်ထားတော့เนาะ no starch ပေါ့။ဒါဟာကြည့်ချင်းအဖြစ်အလင်းရောင်လိုတယ်ဆိုတော့ကိုကတွေ့ရတယ်ပေါ့เนาะ light is necessary for photosynthesis ပေါ့เนาะ photosynthesis လုပ်တဲ့အခါမှာအလင်းရောင်လိုတယ်ဆိုတာကိုတွေ့ရတယ်ပေါ့เนาะ ။နောက်သုံးခုမြောက်ကကြတော့ကာဗွန်ဒိုင်းအောက်ဆိုက်ပေါ့နော်။ကာဗွန်ဒိုင်းအောက်ဆိုက်ရှိမရှိစမ်းဖို့လိုတယ်။အဲ့တော့ကာဗွန်ဒိုင်းအောက်ဆိုက်ကြတော့ဒီမှာသူကအပင်ရဲ့အแทဲแทဲမှာအုပ်ထားတာပေါ့နော်။ဒီထဲမှာထည့်ထားတဲ့ဆိုဒီယမ်ဟိုက်ဒရော့ဆိုက်တွေရှိမယ်။ဆိုဒီယမ်ဟိုက်ဒရိုဂျင်ကာဗွန်နိတ်တွေနဲ့စမ်းသပ်မယ်ပေါ့နော်။စမ်းသပ်ချက်ကိုသူကြည့်မယ်။ Investigation to show that carbon dioxide is essential for photosynthesis ပေါ့နော် photosynthesis အတွက် carbon dioxide လို့မလို့နော်ဘယ်လိုစမ်းသပ်မလဲဒါကိုတစ်ချက်ကြည့်မယ်အဲ့တော့နှစ်ခုနော် discharge ပဲနော်ကစီတဲ့ချွတ်ထားတဲ့ပိုးလေးနှစ်ခုကိုယူလိုက်အပေါ်ကနေ plexed plants ကို bulgers ပေါ့နော် bulgers နဲ့အုပ်ထားလိုက်တစ်ခုကို liver A တစ်ခုကို liver B လို့တက်မယ်ဒီမှာ experiment ဒါကသူနဲ့နှိုင်းရှင်ပြီးတော့ကြည့်ဖို့အတွက် control ပေါ့နော်အဲ့ဒီမှာ တစ်ခုကတော့ NaHCO3 ကိုဘက်က NaOH နော် sodium hydroxide sodium hydrogen carbonate နောက်ခုစလုံးကတော့ဂစီဓာတ်ချက်ထားတဲ့ D-starch plants တွေဖြစ်တယ်ဒါက belager ဒီမှာလေအလေဝင်ပါပြီလဲသူထားပေးထားမယ်။ဟိုဘက်က soda line ပေးဖြတ်တယ်။နော်အဲ့ဒါလေးကိုဆက်ရှင်းမယ်။အဲ့တော့ NaHCO3 ဆိုတာ sodium hydrogen carbonate နော် ဘာကြောင့် A မှာထည့်ထားတာသူရှိရင်ဘာဖြစ်လဲဆိုတော့ကာဗွန်ဒိုင်အောက်ဆိုက်ပိုထွက်တယ် reducing carbon dioxide ဟိုဘက် B မှာထည့်ထားတဲ့ control အဖြစ်ထားတဲ့ NaOH sodium hydroxide တနည်းအားဖြင့် soda lime ပေါ့သူကကြတော့ကာဗွန်ဒိုင်အောက်ဆိုက်ကို absorb လုပ်ပါအဲ့တော့သူတို့သွားပြီးတော့6နိုင်လောက်စားလိုက်ပေါ့ထားလိုက်ပြီးအဲ့အပင်နှစ်ခုလုံးရဲ့အရွက်တွေကို starch test ပေါ့နော်ဂစီတက်တွေကိုရှိမရှိစမ်းသပ်လိုက်စစ်လိုက် test တက်ပြလို့မယ်အဲ့တော့ဘာသာတွေ့ရလဲဆိုတော့ဒီ NaH CO3 ကောင်းတဲ့ outside ကိုထုတ်ပေးနေတဲ့ပန်းပင်သူက photosynthesis လုပ်နိုင်တယ်အဲ့တော့ဂစီတက်ရှိ starch တွေရှိတော့ blue black color ပြောင်းသွားတယ်ခိုးဘက်ကကြတော့ကောင်းတဲ့ outside ကို absorb လုပ်ပြလိုက်တဲ့အခါကျတော့သူက photosynthesis မလုပ်ဖြစ်တော့သူ့ထဲမှာက ကာလာက stash မရှိတဲ့အတွက်ဆန်းလိုက်တဲ့သီးရွက်ရဲ့ကာလာဟာ iodine ရဲ့အရာ brown color အတိုင်းပဲ stain ပေါ့နော်ဆွဲပြီးတော့ဆေးရောင်ဆွဲပြီးတော့ကြံနေလိုက်မယ်။ဒါက၃ချက်ပေါ့နော်၃မျိုးဆန်းတာ။ဒါဆိုရင် A က carbonyl oxide ရလို့ B က carbonyl oxide မရလို့တစ်ခုက blue black တစ်ခုက iodine အရောင်တိုင်း brown color ဖြစ်တာ။ဒါဆိုရင် photosynthesis လုပ်တဲ့ ခါမှာကာဗွန်ဒိုင်အောက်ဆိုက်ဟာမရှိမဖြစ်လိုအပ်တဲ့ essential for photosynthesis now photosynthesis လုပ်ဖို့အတွက်မရှိမဖြစ်လိုတဲ့အဓိပ္ပာယ်လို့ပြောတာ it means that carbon dioxide is essential for photosynthesis လို့သူကပြောထား